连钓机抽那种江下游的接变压了开比。<noise> <noise> <noise> ရေချိုးကန်းတွေထွက်လာတဲ့အပေါ်ပိုင်းပလာနဲ့ရံရံကိုကြည့်ရင်ကျန်းချောင်ယူတဲ့အလန်တကြားဖြစ်သွားခဲ့ရပါတယ်။ရှက်တက်တဲ့ကောင်လေးကိုတာဝန်ရမယ်ဘာညာနဲ့ကျန်းချောင်ယူကလိုက်ဆနေသေးတာကြောင့်ရံရံလည်းမနေတတ်မထိုင်တာဖြစ်နေပြီ။ချက်ကိုချက်ကန်းဖြစ်နေတဲ့ရံရံကိုကျန်းချောင်ယူကကြည့်ရင်သဘောချနေတာပဲဖြစ်ပါတယ်။ရံရံလည်းပောက်ကြရီပြောနေတာရပ်လိုက်ပြီ။ကျန်းချောင်ယူကငမန်းနဲ့ဖက်ကဘာလို့အသေးစားလိုချင်နေရလဲလို့မေးလိုက်ပါတယ်။အခုမှလိုရင်းရောက်တဲ့ကျန်းချောင်ယူလည်းသူကထားတဲ့ရင်နာမျိုးကိုထုတ်ပြလိုက်ရင်သူ့မှာဒီရင်နာမျိုးကိုရှိနေတာကိုငမန်းနဲ့ဖက်ကလူတဘဲဘလို့သတင်းရသွားမှမသိတဲ့ကြောင့်ပြင်းရင်လွှိုင်းရံရံနဲ့တွေးခဲ့တဲ့ကြောင့်ဖြစ်ချောင်းကုန်စင်ပြောပြလိုက်ပါတယ်။ဒီမြေပေါ်က ကအန်နဲ့များလာကြောင်းရဟန်ပြောင်းရှေ့ဆက်တီးမြေဖို့တေချာဘွက်ထားဖို့တတိပေးလိုက်ပြီမယ်။ကျန်းဆောင်ယူကသူ့ကိုမြေပုံယူလိုက်ဖို့ပြောနေတာကြောင့်ရဟန်လည်းကြောင်သွားခဲ့ပါတယ်။ရဟန်သမကဲသူလည်းတသက်တည်မှဖြစ်တဲ့ပြင်ဒီမြေပုံလည်းမကောင်းတဲ့သူတွေလက်ထက်ပါသွားမှဖြစ်တာကြောင့်လက်ရှိဒီမြေပုံကရဟန်ပန်ဆိုင်တဲ့အရာတစ်ခုဖြစ်ကြောင်းကျန်းဆောင်ယူကပြောလိုက်ပါတယ်။တန်ဖိုးကြီးရဲ့အရာဖြစ်နေတာကြောင့်ရဟန်လည်းယူလိုက်ဖို့ငင်းဆန်နေပြီမယ်။မိမပီသားတဲ့ကျန်းဆောင်ယူကတော့ကျေးဇူးအမြေပုံနဲ့မဟုတ်ရင်ခန္ဓာကိုယ်နဲ့ဆက်ရမလားလို့မေးလိုက်ပါတယ်။မမအစင်သစ်ဖြစ်နေပြီဆိုပြီးမိမမာယာတွေပါထုတ်ပြနေတာကြောင့်ရဟန်လည်းလက်နေတော့ကျုံရင်ကြရဟန်ခန်းတွေကိုအချိန်ကရောက်လာခဲ့ပါတယ်။ ရေချိုကန်းရဲ့တပတ်အပိုင်းလေးနဲ့ရန်ရန်ကိုတွေးလိုက်ရတဲ့အပြင်ယောက်ျားလေးတယောက်ထက်နေတဲ့ခန်းမှာမိန်းကလေးတယောက်ကပါအိယာပေါ်မှာရှိနေတာကြောင့်ကြိုရင်းလည်းရှင်းပြစံမလို့ပဲအထင်လွဲသားခဲ့ပါတယ်။ဒီကြတဲ့ရန်ရန်နဲ့ကျန်းချောင်ယူကတယောက်တစ်လက်စီရှင်းပြနေကြရင်ကျန်းချောင်ယူကကြိုရင်းကိုရန်ရန်ကောင်မလေးလာလို့မေးလိုက်ပါတယ်။ရန်ရန်ကတော့ကောင်မလေးမဟုတ်ပဲအတန်းပေါ်အောင်ဖြစ်တဲ့ကြောင့်ပြောလိုက်ကရှက်ကုန်းရှက်ကန်းဖြစ်နေတဲ့ကြိုရင်းကိုလည်းသူတို့ကရိုးရိုးသားသားဖြစ်တဲ့အပြင်ဘာမှလုပ်ဖို့အချိန်မရလိုက်တဲ့ကြောင့်ကျန်းချောင်ယူကထပ်ရှင်းပြလိုက်ပါတယ်။မိစားကောင်မတက်စီသွားလောင်းလိုက်တာကြောင့် ကျိုးရင်လည်းရန်ရန်ဘာပြောပြောနားမထောင်ပဲပြန်ပြေးသွားခဲ့ပြီးသူ့ပြစ်သူတည်တဲ့တိုင်းဆောင်ယူလဲရန်ရန်ကိုနှုတ်ဆက်ပြီးချက်ချင်းထပြန်သွားခဲ့ပါတယ်ရန်ရန်လည်းဘာမှလည်းမတော့ဘာမှလည်းမဆိုင်နဲ့မိမနှစ်ယောက်ကြောင့်စိတ်မောလူမောဖြစ်သွားခဲ့ရောက်ပြီး အဲ့ရပေါ်မှာအနားယူနေတော့တန်းဆောင်ထားခဲ့တဲ့မြေပုံသတိထားမိသွားခဲ့ပါတယ်။မြေပုံကရှုပ်ဝဲရင်နာမြေပုံဖြစ်ပြီးအဆင်းဆက်ရှိတဲ့တားရဲဆရာတွေတောင်အဖွဲဖွဲ့ပြီးမှသွားဖို့လမ်းညွှန်ထားတာပဲဖြစ်ပါတယ်။လက်ရှိအဆင်းဆက်တဲ့ပင်မဲ့သူကြောင့်သူတည်တဲ့ပြင်လက်ရှိချင်းနေမှာဖွဲ့တယ်လည်းထဖွဲ့လို့ဖြစ်မနေတာကြောင့်ရန်ရန်လက်ပြောက်သေးပဲတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ရက်မှတော့ရန်ရန်ပြောက်တန်းဆောင်ယူပေးသွားတဲ့မြေပုံတွေကမင်းစာကိုတောက်ထဲရောက်လာခဲ့ပြီးအခြားဆုံးစားလောကငယ်တွေလိုမဟုတ်ပဲရှုပ်ဝဲမင်းစာကတော့စဝင်လာတဲ့ကမင်းစာတွေကတိုက်ခိုက်ဖို့စီးကြုံနေတာပဲဖြစ်ပါတယ်။ရန်ရန်ကတော့သူ့ရဲ့တားရဲလေးကောင်လုံးကိုတခါတည်းဆင်းခေါ်လိုက်ပြီး အစိုက်သခင်ကြီးဖေးရဲ့ဥဆောင်မှုနဲ့ဂျာနဲ့တားရဲတွေကမင်းစာကိုဖြည့်ရှင်းနေကြပြီဖြစ်ပါတယ်။ရဟန်ကတော့တားရဲတွေတိုက်ခိုက်နေတော့အိပ်ပျော်နေတာကြောင့်ရှင်ထန်းကလာနိုးနေရပြီ။နိုးလာပြန်တော့လေအဲ့ချင်မှုတုနဲ့ဂူထဲမှာဟိုရှာဒီကွေလုံနေပြန်ပါတယ်။ ရန်ရန်ရှာပွင့်နေတာကပင်းကူထားလို့မျိုးအစင်းမြသားရဲတွေကိုတတ်ဖြတ်လိုက်တဲ့အခါမှာရရတဲ့အပူပစ္စည်းတွေဖြစ်ပြီးစင်တော်သားရဲတွေကတိုက်ခိုက်နေတော့သူကအိပ်ပျော်နေတာကြောင့်အခုမှလက်ရှာနေရတာပဲဖြစ်ပေါ်တယ်။ဘာမှမတွေ့တာကြောင့်ရန်ရန်လည်းစိတ်ညစ်နေတော့ဘယ်မှမသိတဲ့တိုက်ခိုက်ချက်တစ်ခုကိုတိုက်ရိုက်ခံလိုက်ရတာကြောင့်ခေါင်းဆဲကြောင့်မင်းသားလေးနဲ့လန့်သွားခဲ့ရပါတယ်။ထိခိုက်မှုကတကားလေးစီရွေးပြောင်းလို့တကန်ကောင်းသွားတာဖြစ်ပြီးရန်ရန်ကိုတိုက်ခိုက်လိုက်တာကငကားလေးများခေါ်လာတဲ့မင်းသားကြီးတကောင်ပဲဖြစ်ပါတယ်။တတ်တန်လောက်အရာရာဝင်အိုးလောက်ခန္ဓာရှိပြီမဲ့အစွမ်းကတော့သင်တလောက်များနေတဲ့ကြီးဘောကောင်ကြီးဖြစ်နေတာကြောင့်ရန်ရန်လည်းမျက်စိသမိုက်ချက်တဲ့နဲ့ဖြည့်ရှင်းပေးလိုက်ပြီးရှုံးဝတ်နေရဆိုပေမဲ့စဝင်လာတဲ့အသင်မထူး ကြတဲ့အခြေအနေပဲဖြစ်ပါတယ်ရန်ရန်တယောက်စဉ်းစားနေလို့မင်းစာဘက်လောက်ခတ်လာပြီးပြိုကျမယ်လို့ထင်သွားခဲ့ပေမဲ့အရှိမအောက်ဘက်ကိုသွားတဲ့ twin ball တစ်ခုကပေါ်လာတာပဲဖြစ်ပါတယ်ဘာညာ twin မနေပဲတခါတည်းခုန်ချလိုက်ပြီး အောက်ထပ်မှာတော့လက်နက်ကင်ထားတဲ့မင်းစာဆောင်တွေကစောင်းကြုံနေတာပဲဖြစ်ပါတယ်။တမန်ဆောင်တွေကတော့ပထမထပ်ကဘော့စနီနီစွာကြီးတာကြောင့်တွားရှုပ်လို့မရတဲ့ကောင်တွေကိုရန်ရန်လက်ဖိတိုက်ရင်အသာစီးယူထားတာပဲဖြစ်ပါတယ်။ငကားလေးရဲ့ခုခံမှုဖေးရဲ့အစိတ်အလင်းငကားနဲ့ရှင်တန်းရဲ့တိုက်စစ်ပြင်းရန်ရန်ကိုယ်တိုင်ကပါပါဝင်တိုက်နေတာကြောင့်ဘာကောင်လာလာအသာလေးနှိမ်ညင်းနေတာပဲဖြစ်ပါတယ်။တစားနဲ့စားရှင်းလင်းတိုက်ခိုက်ရင်လက်အောင်ငယ်သားတွေရှင်းသွားတဲ့နောက်မှာတော့ရန်ရန်တို့တတိုက်ဒုတိယထပ်ရဲ့ဘော့စီကိုရောက်လာခဲ့ပါတယ်။ဘော့ဆိုတာစွန်စားလောကနဲ့တူရဲ့စွာကြီးဆိုး level မျိုးစုံကောင်တွေဖြစ်ပြီး အနိုင်ယူဖို့ခက်ခဲတဲ့ကောင်တွေပဲဖြစ်ပါတယ်။ရညာတက်တာကိုဖင်ခုထိုင်နေတဲ့ boss ကတော့ကဘေးစင်လောက်အနေရှိတဲ့ကောင်ဖြစ်ပြီးရန်ရန်ရဲ့ဝိရဆုပ်ဖြဲချင်းကတော့တိမ်မတိုးတဲ့ချင်းတွေပဲဖြစ်ပါတယ်။အလင်းငကားနဲ့အင်းဆုံးအယုံလွဲထားလိုက်ပြီးအနီးကပ်လာမှာရေခဲမြူနဲ့ချုပ်လိုက်တာကြောင့်ဘော့မင်စာလည်းလုံးမရတော့ပဲရှင်ထားရဲ့ခုတ်ချက်တစ်ချက်နဲ့ဇက်သွင်းသွားခဲ့ပါတယ်။မင်စာလည်းရှင်းသွားတဲ့နောက်မှာတော့ရန်ရန်လည်းရညာတက်တာတွေကိုဖွင့်ကြည့်နေပြီ အထက်မှာတော့မော်ထုတ်ကတလင်းကြောက်စွမ်းကြီးတံပြန်စွမ်းအားစားတဲ့လှိုင်းကူးလိုနေရာမျိုးတွေမှာပဲတွေ့နိုင်တယ်ပစ္စည်းကောင်းတွေကရှိနေတာပဲဖြစ်ပါတယ်ရဟန်းကြောက်တံပြန်စွမ်းကြီးကိုချက်ချင်းတောက်လိုက်တာကြောင့်တံပြန်သက်ဆင်ခြင်းအလင်းစွမ်းကြီးကိုရရှိသွားခဲ့ပါတယ်အရင်ကတားရဲတွေအနေနဲ့ရန်ရန်ကိုတားရဲတက်ခိုက်လို့ရတာဖြစ်ပြီးရန်ရန်ချောင်းရင်ချောင်းမချောင်းရင်ဓာတ်မိုက်တွေကိုစင်းကောက်တားရဲတွေစီလွှဲပြောင်းပေးရပါတယ်ဒီကမှာတော့စင်းကောက်တားရဲတွေကဓာတ်မိုက်ကိုခံချရတာပဲဖြစ်ပါတယ်လက်ရှိမှာတော့တန်းဆင်ခြင်းအလင်းကွင်းအရှင်ဟွာကြောင့်ရန်ရန်ကိုတုံရုံတားရဲလာတိုက်မှာမဟုတ်ပဲပြောရရင်လူတယောက်ပဲမဲ့တားရဲတွေရဲ့မြင့်မှာစွမ်းအပြည့်နဲ့တံမှန်လူတယောက်ဖြစ်အရှင်ဟွာတွေကပေါ်နေမှာပဲဖြစ်ပါတယ်ကိစ္စတွေပြီးသွားရင်ရန်ရန်ကတော့ MP ပြန်အဖို့ပြင်လိုက်ပြီးနောက်နေ့မနေ့မှာတော့ထန်လုံးကျောင်းတော်ကစီနီယာဂျူနီယာကျောင်းသားတွေအားလုံးကွင်းပြင်မှာစုဝေးနေခဲ့ကြပါတယ် နာဟနဲ့တောင်ကျုံကိစ္စအတွက်အဖက်ခွဲဖို့ဖြစ်ပြီးအနည်းဆုံး၅ရက်တစ်ဖက်ဖွဲ့ရမှာဖြစ်ပါစီနီယာတစ်ဖက်လည်းဝမ်းနဲ့ဖောက်ဖောက်ချင်တဲ့သူကများနေပြီဂျန်ဟန်ကတော့လက်ရှိဂျူနီယာလည်းဖြစ်တဲ့ပြီ level ကလည်းဆက်နေပဲရှိသေးတာကြောင့်ဘဒုကမှအဖက်လုပ်ပြီးဖွန်ဖွဲ့ချင်တာပဲဖြစ်ပါတယ်စီနီယာမှာဖန်းထုံကပဲသူဂျန်ဟန်နဲ့ဖောက်ဖောက်မယ်လို့ပြောလိုက်ပါတယ်အခုလိုရမယ့်ဟီယန်ကျွန်းလေးချင်းရဲ့ကအတော်လေးအန်နဲ့များတာကြောင့်ဘဒုမဆိုကိုယ့်ဖက်မှာတာမာတဲ့သူကိုရှိစေချင်ကြတာဖြစ်ပြီးမတာမာတဲ့သူတွေကလည်းတာမာတဲ့သူတွေနဲ့အသက်သာဖောက်ဖောက်ချင်နေကြတာပဲဖြစ်ပါတယ်အနည်းဆုံးဖောက်9ရက်မှရှိရင်ဘာမှလုပ်မရတာကြောင့်နေရာပဲရှိသေးတဲ့ဂျန်ဟန်တို့ဖက်ကိုတတရဖောက်ဝင်ဖြစ်တာကျွန်းကရောက်လာခဲ့ပါတယ်တာ ကျွန်းဆိုတဲ့သူကအခြားသူတော့မဟုတ်ပဲရန်ရန်တန်းချောင်းကိုကယ်တင်တုံးကလှုပ်ပေးလိုက်တဲ့သူဖြစ်ပြီသူလက်ထံတော့ចောင်းကចောင်းသားတယောက်ပဲဖြစ်သွားတယ်ရန်ရန်အဆောင်ကိုအပြင်မှာလက်တွဲမြင်ဖို့နဲ့တာကျွန်းကတော့ရန်ရန်ကိုအတော်လေးလေးစားနေပြီတကယ်ချင်းဖြစ်သူကပဲစလုံးစားမြအဖွဲ့ဝင်ဖြစ်တခါတည်းခေါ်လိုက်ပါတယ်တာကျွန်းတော့ပိုင်းတော့အဖွဲ့ကလေးယောက်ပဲရှိသေးတာဖြစ်ပြီဘဒူမလည်းဒီဖွဲ့တဲ့ထပ်မဝင်ချင်တာကြောင့်အခက်တွေ့နေတော့အဖြူရောင်စမီကြက်သွဲရောင်မြေပေါ်အပြာရောင်ဝတ်စုံနဲ့မင်းလေးတယောက်ကသူဝမ်းမဲ့ကြောင့်ပြောလိုက်ပါတယ်ကြက်ရောင်ဆိုတဲ့ထုံမင်းလေးခေသူမဟုတ်ပဲ ဝါဟောက်ကတော့သူ့ဖက်တဲ့ပါဝင်မှုကန့်လန့်နေရတဲ့သူဖြစ်ကအေးဆက်တဲ့တန်းအောင်ကတော့ပထမဆုံးတင်ဖြစ်ရန်အောင်တို့ဖွဲ့တဲ့ကိုဝင်လာတာပဲဖြစ်ပါတယ်ရန်အောင်ကတော့ဘလူနဲ့ဖွဲ့ရဖွဲ့ရအရေးမကြီးတဲ့အကြောင်းပြောလိုက်ပြီရန်အောင်ကြောင့်တည်နေတဲ့တာချွန်းကတော့ဘလူမပိုင်တော့ရန်ရန်တယောက်တည်းအေးဆက်လုံနိုင်မယ်ဆိုတော့တည်နေခဲ့တာပဲဖြစ်ပါတယ်ဗလာနဲ့စားနဲ့တာချွန်းကတော်တော်လူစခရူးမဆိုင်ပါနဲ့ရန်အောင်ကတော့သူချာချာလေးစားနေတာကြောင့် ကျမ်းရောက်လည်းတတိထားမိနေပြီကျမ်းတဲ့ဖွက်တွေကတော့မင်းမချောလဲကျမ်းရောက်ပါတဲ့ရန်ရနုဖွက်ကိုမနာလိုအားချဖြစ်နေခဲ့ပါတယ်ဒီကအစမ်းလိုက်ချင်းရမယ့်နေရာကအမောင်ရိုးချောက်ကျုံဖြစ်ပြီအနဲ့ရမူရာကြောက်ကိုအရင်ယူနိုင်တဲ့ဖွက်ကအနိုင်ရမှာပဲဖြစ်ပါတယ်မူရာကြောက်ဆိုတာရှားပါကြောက်တစ်မျိုးဖြစ်ပြီတားရဲတခင်ရဲ့တံပြန်စွာကိုတိုးစင်မှာပဲဖြစ်ပါတယ်တာကျွမ်းကတော့လေးကြီးရဲ့ခက်ခဲတဲ့ပြင် ဝါဟောင်းနဲ့ဖေဟိုးတိုင်းပြည်ကပါထတ်တော့ကပေးမှတိနေတာကြောင့်ဒီခေါက်လေးချင်းကမလွယ်ဘူးလို့စိတ်ညစ်နေခဲ့ပေမဲ့ရန်ကတော့သူရှိတဲ့အကြောင်းနဲ့သူ့ကိုဘယ်သူမှမသားနိုင်ကြောင်ပြောရင်အားပေးလိုက်ပါတယ်အဖွားတဲကိုကြာပန်းင်းနဲ့လေးချင်းရဲ့နေရာကိုပို့ပေးတာဖြစ်တာကြောင့်တစ်ဖက်နဲ့တစ်ဖက်ကျေပြားတဲ့နေရာမှာစားရောက်တဲ့နေရာမတူပဲရန်ရဲ့ဖွဲ့ကတော့ရရောက်ချင်းသူတို့တားရဲတွေကိုအတိအကျစင့်ခေါ်လိုက်ချပါတယ်ရန်ရဲ့တောက်ကျန်းရောင်ရဲ့ essence တားရဲကိုကြည့်ရင်သူကလည်းကျန်တဲ့သူတွေထက်မှာကျန်းရောင်ကစွာအကြီးဆုံးပဲဆိုတော့တွေးလိုက်ရင်အဖွားထဲမှာ healer တိုက်နဲ့တက်ခိုက်ရိုက်တိုက်တားရဲတွေရှိပေမဲ့ခုကကာကွယ်ရေးကလိုအပ်နေတာကြောင့်ငကားလေးကိုစင့်ခေါ်လိုက်ပါတယ် အစလုံးစတိုင်ကိုဆင်းခေါ်လိုက်တာကြောင့်ကျန်းအောင်လေရန်ကိုအစပိုင်းမှပြအားကိုထုတ်မသွုံးဘူးသတိပေးလိုက်ပြီးရန်ကတော့ငကားလေးကသူ့ရဲ့အားနဲ့ဆိုဆင်းခေါ်ကောင်လို့ပြောလိုက်တာကြောင့်ရန်ကတခုထူးခြားတဲ့သူဖြစ်မဲ့ကြောင့်ကျန်းအောင်လေတွေးနေမိခဲ့ပါတယ်လက်ရှိရောက်နေတာကလေးချင်းရဲ့အဖြစ်ဘက်လွှာပဲရှိသေးပြီးလက်လက်ကင်ထားတဲ့အယိုးစုနဲ့တိုက်ခိုက်နေရပေမဲ့ဖန်းထောင်ရဲ့တားရဲကဟီလာတိုက်ဖြစ်နေတာကြောင့်အေးစေးတိုက်ခိုက်နေနိုင်ခဲ့ပါတယ်ရန်ကတော့ဟီလာတိုက်ဆင်းခေါ်တားရဲကိုသဘောကျနေပြီးတကောင်လာတာရှိရင်လေဘယ်တက်ရတာပုံများမဲ့ကြောင့်တွေးနေတော့အယိုးစုအုပ်စုလိုက်ကြီးကရန်တို့ဘက်ကိုဥတီပြီးလာနေခဲ့ပါတယ်ဒီရိုးချောက်စစ်သားတွေကိုဖေဟိုးဆိုသူကရန်တို့ဘက်ကိုတမင်များခေါ်လာ တာဖြစ်ပြီးခုကစောင်းရင်မြေပါတယ်ဆိုရင်ငကားလိုက်ကတော့ကောင်းခနေတဲ့အတွက်ဖေဝေါ်ရဲ့ရုံမှမှုကြောင့်ကျန်ရန်တို့ဖွပြင်းမလွှာမှတဲ့အချက်ရိုက်နေရပြီဖြစ်သွားတယ်ဒုက္ခရောက်ပြီလို့တွင်းနေကြပဲမဲ့ ကျန်းရောင်ကသူဖြည့်ရှင်းလိုက်မယ်ကြောင့်ပြောလိုက်ရင်နောက်ထပ် SNL ဆင်းရက်စီမွေကြီးကိုဆင်းခေါ်လိုက်ပါတယ်။ထားလုံးကျန်းကျားမာတယ်ဆိုတော့ကျန်းရောင်ရဲ့အဆောင်ကိုရန်ရန်တက်မြင်လိုက်ရပြီ။ကျန်းရောင်တောက်တဲ့ဆိုရင်အယိုးစုတွေကိုတက်ရခက်နေတဲ့အတွက်ရန်ရန်ကရေခဲမျိုးကိုတုံးပေးလိုက်ပါတယ်။မိသား90ပတ်ချလေလောက်ရန်သူတွေအဲခဲသွားတာကိုအားလုံးကကျန်းရောင်လုတ်တယ်လို့ထင်နေကြပါမယ်။ကျန်းရောင်ကသူမဟုတ်တဲ့ကြောင့်ပြောလိုက်ပါတယ်။ရန်ရန်မတိသွားတဲ့အချိန်မှာတော့အားလုံးကအံ့ဩနေကြပြီ။ရန်ရန်ကတော့တိုင်းပြည်နဲ့ပထမဆုံးရတဲ့ကျောင်းသားအတွက်ကျောင်းတော်ကပေးတဲ့အထူးဆုလို့ပြောလိုက်တာကြောင့်ကျန်းတဲ့သူတွေလည်းရန်ရန်ကိုလူမဟုတ်ရလားဆိုပြီးတုတ်ပြန်လိုက်ကြပါတယ်။လက်ရှိ level စက်စုံနဲ့ရန်ရန်က level နဲ့မလိုက်အောင်စွာကြီးနေတာဖြစ် ဖြစ်ပြီးဂျန်ဟန်ကတော့ချီးကျူးတာတွေကြွားတာတွေခဏရက်ကအ мян တက်ခိုက်ပြီးအလဲပိုင်းလွာကိုသွားမယ်ကြောင်ပြောလိုက်ပါတယ်အလဲပိုင်းလွာကအစိတ်တော်ဖြစ်နေပြီးအစိတ်မဲ့ကပျက်စီးလဲမပါအစိတ်ဖြစ်စေလဲမရှိတဲ့ဂျန်ဟန်တို့ဖက်ကတော့စောင့်ဝင်တဲ့အချက်ရိုက်နေပြီးကိုဒုက္ခနဲ့ကိုအချက်ရိုက်နေတဲ့ဂျန်ဟန်တို့စီကိုကြောင်ကြွားကြွားလီတန်နဲ့ဝါဟောက်ကရောက်လာခဲ့ပါတယ်လက်ထဲမှာစိတ်ဖြစ်စေအိတ်ကိုကန်ရင်ဂျန်ဟန်ကသူ့ကိုအဖေလို့ခေါ်ရင်အစိတ်ဖြစ်စေပေးမယ်လို့ပါလာပြောနေတာကြောင့် လက်ရှိအခြေအနေရဆိုရင်ဝါဟောမှာနောက်ထပ်ဖြည့်ဆည်းရှိရင်ရှိမရှိရင်လည်းဖြည့်ဆည်းသလုံးထဲနဲ့သူ့ကိုတမင်လာနိုင်ခြင်းနဲ့ဆိုတော့ရန်ရန်ကချိန်မိနေခဲ့ပါတယ်အစက်ကမတင်နိုင်ပေမဲ့အသက်ရှူကြတာအားနည်းကုန်ချတာဖြစ်ပြီဘာပဲဖြစ်ရန်ရန်ကတော့ဝါဟောစီကဖြည့်ဆည်းကိုလူမဲ့ကြောင်ပြောရင်အစက်တကင်ဖေးကိုဆင်းခေါ်လိုက်ပါတယ်လက်ရှိ S နှလုံးသားရဲ့ပြီးနောက်ထပ် S နှလုံးသားရဲ့ကိုပဲဆင်းခေါ်လိုက်တာကြောင့်ရန်ရန်ဖွဲ့သားတွေကလည်းအံ့ဩနေကြတာတာကျောင်းရဲ့တငယ်ချင်းကပါသူစိတ်မရင်ထင်အောင်ထင်မှဖြစ်နေတာလားဆိုပြီးတာကျောင်းကိုပါးစချက်လောက်ရိုက်ခိုင်းနေတာကြောင့်ဘယ်ကလေးကတိတ်ချင်နေမှမသိတဲ့တာကျောင်းလည်းသူ့တငယ်ချင်းဖြစ်သူကိုအပီချိတ်နေခဲ့ပါတယ် ရန်ရန်ကအစိတ်တွေချားမတော့လုံးလုံးလတ်လတ်လှူရှားနိုင်တဲ့ဖေးကိုဆင်းခေါ်လိုက်ပြီးဝါဟုစီကအစိတ်ဖြေစေးကိုလူခိုင်းလိုက်တာကြောင့်အာရှောင်းထားတဲ့ဝါဟုလည်းကျွန်တော်ပြင်းနေရပြီပဲဖြစ်ပါတယ်အက်စတလွန်တိုင်းစီကတော့ဘလို့ပြပြလွတ်မှမဟုတ်တာကြောင့်9မိနစ်တည်းအဖမ်းခံလိုက်ရပြီဝါဟုစီကအစိတ်ဖြေစေးထုတ်ကိုရန်ရန်စီဖေးကယူလာခဲ့လိုက်ပါတယ်ရန်ရန်တယောက်ဖွဲ့သားတွေကိုအစိတ်ဖြေစေးတယောက်တစ်လုံးစီစားခိုင်းလိုက်ပြီး ဝါဟုတ်တော့ဒီနားမှာရှိနေအချားဖောက်တယ်လေအလဲလွားမှာရှိနေတော့ပြီဖြစ်ကြောင်းတွေးလိုက်မိပါတယ်အစိပ်ဖြစ်စေကိုရရမစားတာကြောင့်ကြမ်းရောင်လည်းထူးဆန်းနေပြီကြမ်းကတော့သူရောသူ့ရဲ့သားရဲတွေမှာပါတံပြန်စွမ်းရင်ရှိလို့အစိပ်မမိနိုင်တဲ့ကြောင်းရှင်းပြလိုက်ပါတယ်ကြောင်းသားတယောက်တက်ဆိုရင်ရရန်ရဲ့စွမ်းအားတွေကအရန်ကို overpower ဖြစ်နေတာကြောင့်ကြမ်းရောင်လည်းရရန်ကိုထူးခြားတဲ့သူဖြစ်ပုံမှန်စိတ်ဝင်စားလာခဲ့ပါတယ်ဖေးရဲ့ဥဆောင်လမ်းပြမှုနဲ့ရရန်တို့ဖွဲ့အစိပ်တောအုပ်ထက်ကထွက်လာနိုင်ခဲ့ကြပြီချိန်နားမှာဆူညံတန်တွေကြားနေရတာကြောင့်ရရန်လည်းကင်းထောက်ဖို့အနားကတပင်တပင်ပေါ်တက်ကြည့်လိုက်ပါတယ်အနားမှာဖေးဦးတိုင်းပြည်ကအဖွဲ့နဲ့အေယာမအယိုး၆ကြီးတကောင်တိုက်ခိုက်နေ င်ကြတာဖြစ်ပြီးဒါကြောင့်ကတော့သူတို့ကိုချောက်ကြသွားတယ်ဖေဟိုးတိုင်းပြည်ကလူလူကန်စားချိန်မဲ့လုံနေတာကြောင့်ရန်ရန်ကသူလုံးလိုက်မဲ့အကြောင်းပြောလိုက်ပါတယ်ပြောရင်းဆိုရင်ရန်ရန်ကဝှင့်ရင်ဆုံပြဲချင်းတုံးလိုက်တာကြောင့်တိုက်ခိုက်နေတဲ့ဖေဟိုးလည်းလုံးမရတော့ပဲအဲအမရိုးချောက်ရဲ့တိုက်ခိုက်ချက်ကိုတတိမိမိကြီးချီသွားခဲ့ပါတယ် ကျားနဲ့နှစ်ယောက်ကကြောင်တောင်ဖြစ်နေတော့တာကျားနဲ့ရန်ကထိုးနှောင်းရောက်လာတာကြောင့်ရန်တို့လက်ချက်မှတိသွားကြပြီပြန်မတော့ပြန်နိုင်သေးခင်မှာတဲ့အေယာမရိုးချောက်ကသူတို့ရှေ့ကိုရောက်နေပြီဖြစ်ပါတယ်ရန်တို့ကတော့ဆက်ဒုက္ခပေးမနေတော့ပဲဖဲဟုတ်ရိုးချောက်လက်အခဲလိုက်ပြီးခီးဆက်ခဲ့ကြပါတယ်နေရရဲ့အလဲကရဲသားကြီးစီရောက်လာတဲ့ရန်တို့ဖွဲ့ကတော့ဘော့ရှိမဲ့နေရာမှာချက်ချင်းခံမမိပြီတာကျားနဲ့တငယ်ချင်းဖြစ်သူကတော့လက်ရှိစွာအကြီးဆုံးရန်ရန်ကိုကောင်းဆောင်တင်ထားကြတာပဲဖြစ်ပါတယ်လက်ရှိဥဆောင်နေတဲ့ရန်ရန်ကတော့ရဲသားကြီးကကြီးလွန်းတာကြောင့်ရန်သူအချင်းတွေကိုတယောက်တစ်နေရာစီအကဲခတ်ထောက်လန်းခတ်လိုက်ပြီး နာမနဲ့နဆိုင်နေဒီညမှာပြန်ဆောင်ကြမယ်လို့ပြောလိုက်ပါတယ်အရှိရမှာရန်သူပမာဏအများများတဲ့ပြင်အနောက်ရမှာကလည်းစစ်သူကြီးစစ်နှောက်ရှိနေတာကြောင့်တိုက်ခိုက်နေရင်လည်းအချိန်ကုန်မှဖြစ်ပြီး ခြားဘက်ကမူရာကြောက်ကိုယာသွားမှဆိုးတာကြောင့်မင်းချင်းဆန်ဝင်တိုက်ဖို့ဘလုံးမှဖြစ်နိုင်တဲ့အခြေအနေပဲဖြစ်ပါတယ်။အခြားသူတွေပြန်ရောက်လာပေမဲ့ဖန်းတုံကပြန်ရောက်မလာသေးတာဖြစ်ပြီးခဏကြာမှတော့ဖန်းတုံတို့ယင်လေးလေးနဲ့အဖွဲ့စီအပြေးရောက်လာကပုံစံကထိတ်လန့်နေတဲ့ပြီးအခြားသူတွေကလည်းသူနဲ့လိုက်ကြည့်ဖို့ပြောလိုက်ပါတယ်။အပြင်မှာကငကားတိုင်းပြည်ကရန်အတို့လူတွေနဲ့ဖေဟိုးတိုင်းပြည်ကလူတွေအသေးချေရန်ဖြစ်နေကြတာဖြစ်ပြီးငကိုကလေးကတိတ်မနဲ့ခဲမရဖြစ်နေတဲ့တာကျွမ်းကတော့ရန်ပွဲဆိုတာနဲ့ဝင်ထွေးနေတာပဲဖြစ်ပါတယ်။တကယ်တော့နှစ်ဖက်လုံးဒီနေရာကိုရောက်လာကြပြီးဘော့စ်ကိုသူ့ထက်ကအရင်ဝတ်တတ်ဖို့စူးစမ်းရင်းကဘော့စ်ရင်မြောက်ပဲလမ်းခုလက်မှတ်တဲ့နှစ်ဖက်သားရန် ဖြစ်နေကြတာပဲဖြစ်ပါတယ်။ငကားတိုင်းပြည်ကလူတွေအရေးနိုင်နေတာကြောင့်တာကျွမ်းလည်းဝန်ကူမဲ့အကြောင်းပြောလိုက်ပြီးရန်ကတော့တာကျွမ်းတို့ပဲကူလိုက်ဖို့နဲ့သူကိစ္စတစ်ခုရှိသေးတဲ့အကြောင်းပြောပြီးထွက်သွားခဲ့ပါတယ်။ရန်ဖြစ်ချင်နေတဲ့တာကျွမ်းကတော့ရန်ပွဲတွေကိုချက်ချင်းခုတ်ဝင်သွားခဲ့ပြီးတစ်ဖက်မှာတော့ရန်ရန်တက် boss နဲ့တယောက်တည်းသွားရင်ဆိုင်တာပဲဖြစ်ပါတယ်။ရင်ဆိုင်ရမဲ့ဘော့ကအရင်တွေ့ဘူးတဲ့ boss တွေလို့တိုက်ခိုက်ရင်းနဲ့စွန့်ရင်ပဲမြင်တဲ့ကောင်မဟုတ်ပဲ ရန်သူတိုက်ခိုက်မှုကပါ90ရာခိုင်နှုန်းထိရှော့ရှာနိုင်စွာရှိလာကြောင်းအများကြီးဓာတ်မိတ်ပေးရင်တော့တဝက်ပဲထိမဲ့ခြင်းတွေပဲဖြစ်ပေါ်တယ်။ရှော့တွက်လို့မရတဲ့ခြင်းတွေကိုရိတ်စားမိပြီးရန်ရန်လက်ချက်ချင်းအလင်းတကာရှင်ထားတဲ့ဖဲကိုဆင်းခေါ်လိုက်ပြီးတိုက်စစ်စာဖွင့်လိုက်ပါတယ်။ အလင်းငိုင်းမှာဝိရဆုံပြဲချင်းနဲ့ထိန်းချုပ်လိုက်ပြီးအလင်းငါးနဲ့ဖဲရဲ့တက်ခိုက်ချက်ကိုတရက်ချီသွားတဲ့ပြင်ရှင်ထားရဲ့အပိတက်ခုတ်ပိုင်းမှုကိုခံလိုက်ရတာကြောင့်လေးယောက်ပြောက်အခြေအနေမှာကွင်းနေထူးနိုင်မဟုတ်တဲ့ boss လက်တန်းလျှောသွားခဲ့ပါတယ်။ဆူလတ်နေနဲ့မူရာချက်ကိုရရှိသွားခဲ့ပြီးတရက်တကယ်ဆက်နေဆက်ရောက်မှာတုံးရမယ်ဆိုတာကြောင့်ရန်ရန်လက်ရင်တင်းထားလိုက်ပါတယ်။ရန်ရန်တက်ခဲ့ပြီးချိန်မှာပဲနောက်ကခြေစံတွေကိုချားလိုက်ရတာကြောင့်ချက်ချင်းချောင်ပုံးလိုက်ပြီးတကယ်တော့ဖဲဟိုးတန်းပြီကအဖို့တစ်ဖက်ကရှောဝက်လန်းကနေ boss ကိုရောက်လာတာပဲဖြစ်ပါတယ်။ဘာတွေနဲ့ဘလို့ပဲတက်ခိုက်နေပါစေ boss ကိုတတ်ပြီးမူရာချက်ရမှာလေးချင်းရအောင်မြင်မှာဖြစ်တာကြောင့်တနိုင်ငံနဲ့တနိုင်ငံသူတက်ငါ ာရင်ရလူနေကြတာပဲဖြစ်ပါတယ်ဘောရှိမဲ့နေရာကိုရောက်လာပဲမဲ့ဘောကရှိနေပဲတိုက်ခိုက်ထားတဲ့ခြေရာတွေပဲခြံခဲ့တာကြောင့်သူတို့ထက်ငကားတိုင်းပြည်ကသူတွေလက်ဦးသွားမှရိတ်စားမိလိုက်ကြပါတယ်ဖေဟိုးတက်ငကားတိုင်းပြည်ကိုချိန်ဆနေတော့ရန်ရန်ရောက်လာတာကြောင့်မူရာကြောက်ကိုရန်ရန်ယူသွားမှတိလိုက်ကြပြီးရန်ရန်စီကပြန်လူဖို့စူးစမ်းနေတာကြောင့်ကန်ဆိုးတဲ့ဖေဟိုးတိုက်လဲကြားကုန်မှအမီးဆွဲမိပြီးဖြစ်ပါတယ်ဖေဟိုးကောင်တွေလည်းပြောရင်းဆိုရင်သူတို့တိုင်းရဲတွေကိုထုတ်လိုက်တာကြောင့်ရန်ရန်နဲ့ငကားလိုက်ကလို့ရင်ဂျန်နဲ့သုံးအောင်ထိုးပြလိုက်ပါတယ်အဆန်းဆက်သုံးတဲ့ကောင်လေးမှာအက်စတောလွန်ဆက်သားရဲကသုံးအောင်ရှိနေတာကြောင့်တွားရှုပ်လို့မရတဲ့ကောင်မှတီးတွားကြပြီ ချက်ချင်းဒူးထောက်တဲ့ကောင်ကဒူးထောက်ခရော့တောင်းပါနဲ့ကောင်ကတောင်းပါနဲ့ ရရခက်ကုန်ကြပါတယ်။နိုင်ငံကညီကိုရစီးလုံးရမယ်။ဘာညာနဲ့မာမိတ်ပါထားဖွဲ့နေပြီ။ကျွန်တော်လောက်နင်းနေရုပ်ချောတဲ့ရန်ရန်ကတော့ကျွန်တော်တို့သဘောထားမကြည့်နိုင်ပဲခွင်းမလုပ်နိုင်ကြောင် ပြန်ပြောလိုက်ပါတယ်။ပြောရင်းဆိုရင်ဖေဟုတ်တဲ့ရှိစုမဲ့စုစင်းကိုတားရဲလေးတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။စင်းကိုတားရဲတွေကလည်းပျက်စီးတတ်တဲ့အကောင်တွေဖြစ်ပြီးတတ်မှတ်ထားတဲ့အစင်းလိုက်အားကြီးတဲ့ကောင်ကအားနည်းတဲ့ကောင်တွေကိုတိုက်ခိုက်ရင်ဖျက်ဆီးလို့ရတာပဲဖြစ်ပါတယ်။ပိုင်လူချင်းမင်းနဲ့အပြောင်းအကားရဲ့တိုက်ပွဲမှာလေရန်ရန်ကိုကရင်ပိုင်လူချင်းမင်းရဲ့စာမဏီတားရဲကအပြောင်းအကားရဲ့တိုက်ခိုက်ချက်ကြောင့်ပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။ရန်ရန်တယောက်အပြတ်တတ်နိုင်ချင်းမင်းဖျက်သွားတဲ့အပြင်အယိုးချောက်တွေကပါရောက် လာတာကြောင့်ဖေဦးသားတွေတကမကောင်းတဲ့နေ့စဉ်ဖြစ်သွားခဲ့ရပါတယ်။အပြင်ဘက်မှာလည်းတပ်ပုတ်နေကြတဲ့တာချန်းတို့ငခါတိုင်းပြည်နဲ့ဖေဦးတိုင်းပြည်ကတစ်ဖက်စီခွဲထိုက်နေတာကြောင့်ရန်ရန်လည်းအတိုက်ခတ်နားကြတာလားလို့မေးလိုက်ပါတယ်။တာချွန်းကတော့ဖေဦးဘက်ကရုတ်တရက်ကြီးနားမယ်လို့ပြောလာတာကြောင့်ရန်နားလိုက်ရတာဖြစ်ကြောင်းပြောလိုက်ပြီးရန်ရန်ခုနကဘယ်သွားတာလဲလို့ထိုင်နေတဲ့ကျန်းရောင်ကလမ်းမေးလိုက်ပါတယ်။ရန်ရန်ကလည်းလေကြီးရဲ့ပြင်ရောက်မှာပြောကြမယ်လို့ပြောလိုက်ပြီးသူတို့ဘက်ထမ်းလုံကျောင်းတော်ကိုပြန်ရောက်လာခဲ့ကြပါတယ်။ရန်ရန်ကျောင်းတိတဲ့တာချွန်းကတော့ရန်ရန်ပြောက်ထဲမူရကျောင်းနဲ့ကိုရခဲ့တာလားလို့မေးလိုက်ပြီးရန်ရန်ကလည်းကျောင်းကိုရလာတာကြောင့် သူတို့ရဲ့လေကျင်းရေးကပြီးသွားခဲ့ပြီဖြစ်ပါတယ်လေကျင်းရေးပြီးသွားတာကြောင့်လေကျင်းရေးစွန်းစားလောကငယ်တဲ့ရောက်နေတဲ့သူတွေအကုန်ပြင်ပြန်ရောက်လာကြပြီအချို့ကတော့အတိုက်ခတ်ရက်ဆဲနေရင်းကအပြင်ကိုရုတ်တက်ပြန်ရောက်လာတာကြောင့်အံ့ဩနေကြပါတယ်ဖဲဟိုတိုင်းပြည်ကကောင်တွေကတော့အတိုက်ခတ်ရက်ဆဲတယ်ဆိုတော့သူတို့အကြံတစိမ့်တစ်ပိုင်းလို့ပြောလိုက်ပြီးဖဲဟိုဘက်ကအဖွဲနှစ်ဖက်ခွဲကတဖက်ကငကားတိုင်းပြည်ကလူတွေနဲ့ဟန်ပြတိုက်ခတ်ရင်အချိန်ဆွဲနောက်တစ်ဖက်ကမူရချောက်ကိုတွားယူကြတာပဲဖြစ်ပါတယ်ကြောက်သားယူတဲ့ဖက်ကရန်ရန်လက်ချက်နဲ့ကိစ္စချောသွားတာကိုမသိပဲဆိုသူတို့အကြံအောင်မြင်တဲ့လုံးနေတာကြောင့်ကြောက်သားယူတဲ့ဖက်ကလက်ရှိအပြင်ကိုပြန်ရောက်မလာတဲ့ကြောင့်ရန်ရန်ကတတိပေးလိုက်ပါတယ်ဖဲဟိုဘက်ကကောင် တွေလည်းငကားတိုင်းပြည်ကသူတွေအကုန်ပြင်ပြန်ရောက်လာပဲမဲ့ကိစ္စသုံးသွားမှမသိတဲ့သူတို့ဖွဲ့အပြင်ပြန်ရောက်မလာတာကြောင့်ရန်ရန်ကိုပြက်ကနာထတ်ရှာကြပြန်ပါလေရန်ရန်ကတော့သူမသိကြောင့်ဖြောင်းညင်းလိုက်ပြီးတဖက်ကဆင်းဟော်သားရဲ့လင်းယုံခန့်နဲ့တတ်ခတ်လာတာကြောင့်အလင်းငကားနဲ့ငှက်ကင်လုတ်ပေးလိုက်ပါတယ်ရန်ရန်ကတော့မချိနာတဲ့တဖက်လုံးလာထားရတဲ့ကြောင့်ပြောလိုက်တာကြောင့်ဖဲဟိုသားတွေလည်းလူပါကင်မခံရခင်နောက်ပြန်ဆုတ်သွားကြပြီးကျန်းအောင်ကတော့ရန်ရန်ရဲ့အစွမ်းတွေကိုအတော်လေးအံ့ဩနေခဲ့ပါတယ်တာကျွမ်းတဲ့တငယ်ချင်းဖြစ်သူကတော့အထာကျတဲ့ရန်ရန်ကိုယောက်ျားဆန်ဆန်ဇွဆွဲနေကြတာကြောင့်မိမသားဖြစ်တဲ့ဖန်းတော်ကဝင်သားလိုက်ရပြီးတဖက်မှာလည်းရန်ရန်နဲ့အစိတ်တော်မှာပြဿနာဖြစ်ခဲ့တဲ့ဝါဟောက်ကစားတွေ့တဲ့ ကတူကြီးခတ်နေရတာကြောင့်ရန်ပေါ်ချိန်မနဲ့ခဲမြဖြစ်နေတာပဲဖြစ်ပါတယ်။နားနဲ့ကနဲ့ရောက်လာတဲ့အချိန်မှာတော့ဖဲဟိုဘက်ကကြောက်သွားယူတဲ့လင်းလူစီဘွက်ထွက်မလာတာသူတို့ကရန်ရန်တခုခုမြလုတ်ခက်သေးလားလို့ဖန်းတုံကမေးလိုက်ပါတယ်။ရန်ကတော့သူကသနာကျင်တာတတ်တဲ့ကြောင့်ပြောလိုက်တဲ့ခါမှာတော့ချမ်းချောင်ယူကိစ္စမှာရန်ရန်လူတတ်တာကိုမြင်ဖို့တဲ့တာကျွန်းလဲမြုံနဲ့ဖြစ်သွားခဲ့ရပါတယ်။လင်းလူစီတော့အဖွဲချင်းနေနေဆိုဘလို့ပဲဖြစ်ဖြစ်လွတ်အောင်ထွက်ပြေးလို့ရမယ်ကြောင့်ချမ်းယောက်ကဝင်ထောက်ခံလိုက်ပြီးရန်ကတော့သူတို့ကိုတကယ်ဘာမှမလုတ်ခဲ့တဲ့ကြောင့်နဲ့ငကားတိုင်းပြည်ကိုဆဲတဲ့အတွက်သူတို့ရဲ့ဆင့်ကိုတိုင်းရဲတွေကိုတတ်လိုက်တဲ့ကြောင့်ပြောလိုက်ပါတယ်။တာကျွန်းကတော့ရန်ကိုတော်တော်ယုံမာတယ်လို့ထီချူးထောက်ခံလိုက်ပြီးတကယ်တော့ ဆိုင်တဲ့စင်ဖို့တားရဲမရှိရင်တားရဲတခင်တွေကဘာမှမဟုတ်တာပဲဖြစ်ပါတယ်။တမာပါတယ်ဆိုတဲ့ရန်ရံမှာတော့စင်ဖို့တားရဲမရှိရင်ကိုပိုင်ဆွမ်းရည်ဖြင့်ဝိုးရင်ဆုပ်ပြဲခြင်းနဲ့ရေခဲမြူမှကြံမှာဖြစ်ပြီးဒီဆွမ်းတွေကရန်သူအလုံးလောက်အောင်တိုက်ခိုက်နိုင်တဲ့ဆွမ်းတွေမဟုတ်တာကြောင့်ခနာထိန်ထားပြီးထွက်ပြေးရမှာပဲဖြစ်ပါတယ်။ ရန်ရန်တက်လိုက်တဲ့လင်းလူစီးတို့ကဖေတို့တိုင်းပြည်အတွက်အရေးပါတဲ့သူဖြစ်တာကြောင့်ရန်ရန်ကိုတတိထားနေဖို့ကြားရောင်ကတတိပေးလိုက်ပါတယ်သူတို့စကားကောင်းနေတော့ခန်းထဲကိုကြောင်းကဝင်လာခဲ့ပြီလေချင်းရဲကိုသူကြည့်ပြီးပြီဖြစ်လို့လေချင်းရဲမှာသူတို့အဖွဲ့ရဲ့လှုပ်ဆောင်ပုံနဲ့ကောင်းနှချီးကျူးလိုက်ပါတယ်အဓိကလူရန်ရန်ကိုပို့ချီးကျူးနေပေမဲ့လေချင်းရဲကိုအပြာချီးလို့ရမယ်မထင်ထားတဲ့ရန်ရန်ကတော့သူ့ကိုသူမလုံလဲဖြစ်နေခဲ့ပါတယ်ကြောင်းနဲ့နောက်ထဲချန်တဲ့အချိန်မှာတော့ရန်ရန်တောင်ဖေတို့တိုင်းပြည်ကလင်းလူစီးတို့ကိတ်သူ့ကိုအပြစ်တင်လို့မရတဲ့အကြောင်းနဲ့လင်းလူစီးတို့ဘက်ကစပြီးရန်စားတဲ့အကြောင်းရှင်းပြလိုက်ပါတယ်သူ့ကိုသာမကဘဏ္ဍာတိုင်းပြည်ကိုပါစော်ကားပြောဆိုနေတာကြောင့်မခံနိုင်မဲ့ခုလိုလှုပ်လိုက်ရတဲ့အကြောင်းခုခံပြော ောဆိုနေတာကြောင့်ဒီကိစ္စတဲတဲလေးကိုခေါင်းထဲမှာထားဖို့ကြောက်ကပဲပြောလိုက်ပါတယ်စားပေါ်လာတဲ့အကြီးကျယ်နေတဲ့ဖေဟိုးလိုတိုင်းပြီကိုတခါတလေခုလိုအဆွဲထိုးပေးတာကခေါင်းထဲကိစ္စဖြစ်ပြီဖေဟိုးဘက်ကတက်တနလာရှာရင်သူဖြည့်ရှင်းလိုက်မယ်ကြောင့်ပြောရင်ရန်ရန်ကိုပြန်လို့ရပြီဖြစ်ကြောင့်ပြောလိုက်ပါတယ်ရန်ရန်ပြန်သွားတဲ့နောက်ပုံးခွဲနေတဲ့လူချင်းမင်းပိုင်ကထွက်လာခဲ့ပြီကြောက်ကတော့ငကားတိုင်းပြီမှာရန်ရန်လူလူရှိနေတာကကန်ကောင်းချင်းပဲလို့ဆိုလိုက်ပါတယ် လူချင်းမင်းပိုင်ကတော့နိုင်ငံတော်အတွက်ဆိုရင်ရန်ကလုံလောက်မတမ်းမာသေးကြောင်ကောက်ချက်ချလိုက်ပြီးထန်းလုံးကျောင်းတော်မှာပိုခက်ခဲတဲ့လေချင်းရည်တွေနဲ့ရန်အတောက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ကျောင်းနဲ့တွေ့ပြီးပြန်လာတဲ့ရန်ကတော့ကျောင်းရဲ့ဆွမ်းအားစစ်ကျင်းကြရည်နေရာကိုရောက်လာခဲ့ပြီးထန်းလုံးကျောင်းတော်ကလက်ရှိငကားတိုင်းပြည်နံပါတ်၁ကျောင်းကျောင်းဖြစ်တာကြောင့်စာသင်ဆောင်တွေကဆက်လုံးဝအဆင့်တန်းတစ်ခုပဲဖြစ်ပါတယ်။ဆွမ်းအားစစ်ကျင်းကြရည်နေရာမှာတော့ခက်ခဲတဲ့စုံစားလောကငင်တွေကရှိနေပြီးရန်ကတော့အဆင့်ဆက်ဆက်ရှိတဲ့စုံစားလောကငင်တစ်ခုကိုလွေးချယ်လိုက်ပါတယ်။အဆင့်ဆက်၃နဲ့ကျောင်းသားတဲ့လေကအဆင့်ဆက်ဆက်ရှိတဲ့မိစ္ဆာတော်ဦးတဲကိုဝင်သွားတာကြောင့်အပြင်ဘက်မှာရန်ရန်ကျောင်းမသိတဲ့စီနီယာကျောင်းသားတွေ ီးရဝေဖန်တန်တွေကဆူညံသွားခဲ့ပါတယ်ခဏနေခံရပြီးထွက်လာမှာចောင်းသားအစ်မလို့ ဘာညာနဲ့ဝေဖန်တန်တွေကဆူညံနေပြီ။ဂျန်ရန်ကတော့စွန်စားလောကငယ်တဲ့ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ကာကွယ်ရဲ့အတွက်နှကားလေးတိုက်ခိုက်ရတဲ့ရှင်ထန်းကိုဆင်းခေါ်လိုက်ပြီ။ဂျန်ရန်ပြောက်တိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်။တစ်ပင်သားရဲတွေကိုမျက်ပင်ခုတ်တလို့ခုတ်နေတဲ့ရှင်ထန်းရဲ့ဥဆောင်မှုနဲ့နှကားလေးရဲ့ကာကွယ်မှုဂျန်ရန်ပြောက်တခဏအတွက်ဒီလောကငယ်ရဲ့ boss ရှစ်ကိုရောက်လာခဲ့ပါတယ်။မိစ္ဆာတော်ရဲ့ boss ကအတော်ကြီးမားတဲ့တစ်ပင်ပုံစံမကောင်းဆိုးတာတားရဲတကောင်ဖြစ်ပြီးအစင်းဆက်ရှစ်ဆိုတာတွားလျှောက်လို့မတင်တဲ့တားရဲတကောင်ပဲဖြစ်ပါတယ်။တစ်ပင်မိစ္ဆာပြီးပြီးကဘာမေကြီးကစွာဆုပ်ယူဖို့စူးစမ်းနေတာကြောင့်ရှင်ထန်းကိုအမြင့်တဖြတ်ခမ်းလိုက်ပြီးဒါကြောင့်တားရဲတစ်ပင်ကသူ့ကိုတားရဲတက်ခိုက်လာတာကြောင့်ဝိရဆုပ်ပြေးခြင်းနဲ့တားစီးလိုက်ပါ တယ်။တမ်းပါတယ်ဆိုတဲ့ကောင်တွေကိုအပီဖြောက်လာတဲ့ရှင်ထန်းကတော့တစ်ချက်တည်းနဲ့ဆုံးသလိုက်ပြီးသူများတွေခက်ပါတယ်ဆိုတဲ့နေရာကိုရန်ရကတခဏတည်းရှင်းပြလိုက်တာပဲဖြစ်ပါတယ်။အပိုးပြက်စည်းနေတဲ့တားရတဲ့ဆင်းမြစ်စလေးကိုရရှိသွားတာကြောင့်ရန်ပြောင်း၅ခေါက်မြတ်တားရကိုဆင်းခေါက်လို့ရရတော့မှာပဲဖြစ်ပါတယ်။အပြင်ဘက်မှာလည်းစီနီယာတွေကတော့ခက်ပါတယ်ဆိုပြီးလက်ဆောင်ထားကြတဲ့စွန်သားလောကငယ်ကို၁၂မိနစ်နဲ့၁၀စက္ကန့်တွင်ရန်ကနိုင်ယူပြလိုက်တာကြောင့်အကုန်လုံးနဲ့အန်အောနေကြောင့်ရန်ရကတော့ထန်လုံစုငွေတစ်ထောင်နဲ့ကျောင်းသားမှတ်စင်မှတ်ကိုရရှိသွားတာပဲဖြစ်ပါတယ်။ရန်တပ်ပြန်ပြန်ထွက်လာတဲ့အချိန်မှာတော့သူတို့ဝေဖန်ခဲ့တဲ့ကျောင်းသားတစ်ဆိုတာတည်သွားခဲ့ပြီးကျောင်းသူတွေကပါရေရိုးတက်တက်ဖြစ်နေတာကြောင့်ရန်လည်းလန့်သွားခဲ့ပါတယ်။ရုပ်ရှိရေရှာ ြံဖြစ်နေတဲ့ရဟန်ကိုစွာကြည့်နေတာကြောင့်ကာမလေးတွေဝိုင်းလာတာဖြစ်ပြီးကာမလေးရှိရင်တော့နောက်တစ်ယောက်တော့ထထားဖို့ကန့်လန့်ခတ်နေရတာပဲဖြစ်ပါတယ်။စောကြီးအောင်တင်မကပဲအချောက်တွေပါနင်းကကြည့်နေတာကြောင့်ပြန်ပြန်လဲပြောစရာစကားမဲ့ဆိုတော့စွာနေခဲ့ရပါတယ်။ရန်ကောင်းတဲ့ရန်ရန်ကတော့ကြောက်လာနေတယ်ဆိုတာတပတ်ရရင်ယောက်ျားမရခဲ့လက်မှတ်တင်လဲထွက်ပြေးလာခဲ့ပြီ။ကျွန်တော်တို့ဒီစောကြီးတဲ့ဒုက္ခတွေကိုရန်ရန်တယောက်ခံနေရတာပဲဖြစ်ပါတယ်။လူမရှိတဲ့နယ်ကိုတုတ်ချက်တင်လာခဲ့ပြီ။မိစ္ဆာတော့ကရလာတဲ့တိုင်းရဲ့ဆင်းမစ္စာလေးကိုတုံးလိုက်တာကြောင့်ရန်ရန်တယောက်တိုင်းထင်စွာနေတိုးသွားတဲ့ပြီ။နောက်ထပ်ဆင်းကိုတိုင်းရဲ့တကောင်ကိုလည်းထပ်ပြီးဆင်းခေါ်နိုင်ပြီဖြစ်ပါတယ်။